မင်္ဂလာပါရှင်ဒီနေ့ကျမတို့ Hebrew ဩဝါဒစာအခန်းကြီး6ကိုအတူတူအနီးကလေ့လာကြည့်ကြအောင်ဟုတ်ကဲ့မင်္ဂလာပါကျမတို့အတွက်အရင်အမေကတော့ The Wise Believers ကပြုစုထားတဲ့မဆုတွေပဲဖြစ်ပါတယ်ဒီအခန်းကတော်တော်အရေးပါတယ်လို့ပြောကြတယ်နော်ဟုတ်ပါတယ်တကယ့်ကို Christian ယုံကြည်ခြင်းရဲ့အခြေခံအမှုလို့ပါပဲอืมဆိုတော့ဒီနေ့ကျမတို့ရဲ့ဆွေးနွေးမှုကလေဒီအခန်းရဲ့အဓိကဆိုလို့ရင်အထူးသဖြင့်ယေရှုခရစ်တော်ရဲ့ကြီးမြတ်မှုပေါ့ သူကဘာကြတော့အရာအောက်လို့ထဲတာလွန်နေလို့ဆိုထားလဲဆိုတာကိုနားရဖို့ပါဟုတ်ကဲ့ဒီအခန်းကယေရှုဆိုတာဘာသူလဲဆိုတာကိုတေးတေးချာချာမိတ်ဆက်ပေးထားတာသူရဲ့ကြီးမြတ်မှုဖျားနေသူတဲ့ဆက်ဆံရေးပြီးတော့ဟိုဖန်ဆင်းခြင်းနဲ့ကေတင်ခြင်းမှာသူအခန်းကဏ္ဍကဘလို့အဓိကကြလဲဆိုတာတွေပေါ့ဒါဆိုဆက်လိုက်ကြရအောင်ပရမဆောင်အခန်းငယ်1နဲ့2ကိုကြည့်ရင်ဖျားကအရင်ကပရော့ဖက်တွေကနေပြောတယ်ဒါပေမဲ့ ဒီနောက်ဆုံးကာလမှာတော့တတော်အားဖြင့်စကားပြောရဆိုထားတယ်ဟုတ်ကဲ့အဲ့ဒီပြောင်းလဲကကားကိုဆိုးလို့လာလေရှေးက prophet တီရဲ့ဖျားဒိတ်တီအေးမပါတော့ဘူးလားဒါမှမဟုတ်အဲအားလုံးရဲ့အထွတ်အထစ်လို့ပြောချင်တာလားအဲ့ဒါကရေကြီးတဲ့မိကုံးပဲ prophet တီရဲ့အခန်းကဏ္ဍကိုရှင်းချတာတော့မဟုတ်ဘူးဟုတ်ကဲ့ဒါပေမဲ့တတော်အားဖြင့်စကားပြောခြင်းကအရင်ကနဲ့မတူဘူး ပိုပြည့်စုံတယ်အဖိတတ်တဘောဆောင်တယ်ဆိုတာကိုဆိုလိုတာပါ။အော်။ရှေ့တုန်းကဆိုအချိန်အပိုင်းချလိုက်နီးအမျိုးမျိုးနဲ့ပေါ့အိမ်မက်တို့ရူပါယုံတို့တိုက်ရိုက်တို့အပိုင်းစာလေးတွေနဲ့လာတာလေ။ဟုတ်ကဲ့ဟုတ်ကဲ့။အခုသားတော်အားဖြင့်ပြောတာကြတော့ဖျားရခိရဲ့နောက်ဆုံးအပြည့်စုံဆုံးအမြင့်မြတ်ဆုံးဖျားရိတ်တော်ဖြစ်သွားပြီ။ဘာလို့လဲဆိုတော့သားတော်ကိုယ်တိုင်က ဖျားရဲ့အကြံစီဖျားရဲ့သဘောတဘာဝကိုအပြည့်အဝဖော်ပြနိုင်တဲ့စကားတော့ဖြစ်နေလို့ပဲဆိုတော့ prophet တွေကသတင်းစကားတယ်လာတဲ့တတော်ကကြတော့သတင်းစကားရဲ့အနှစ်သာရေကကိုယ်တိုင်ဖြစ်နေတယ်ဆိုတဲ့သဘောမျိုးလားအတိအကျပဲဟုတ်တယ်ပြောအခင်းငယ်နူးမှာပုဂ္ဂိုလ်ဘယ်လိုဖော်ပြလဲဆိုတော့အရာခက်တင်ကိုအမွေခံစေရန်ခန့်ထားတော်မူသောတတော်တဲ့အင်းအမွေခံပြောကိုတော်အားဖြင့်စက်ကြွာလာကိုလည်းဖန်ဆင်းတော်မူသောတတော်လို့ဆိုတာလေ ဒါကသူ့ရဲ့အခွင့်အာဏာနဲ့အဆင့်အတန်းကိုပြတာသူကအမွေစက်ခံသူအားလုံးရဲ့ပိုင်းရှင်ဟုတ်ကဲ့ပြောဖန်ဆင်းကြီးမှာဖះနဲ့အတူတူပါဝင်ခဲ့တယ်ဖန်ဆင်းကြီးရဲ့ပရိကံပေါ့ဒါကြောင့်သူ့အဖြစ်ပြောတဲ့စကားကအမြင့်ဆုံးအခွင့်အာဏာရှိတဲ့စကားဖြစ်သွားတာပေါ့ဩဟုတ်ကဲ့ဟုတ်ကဲ့နားလည်ပါပြီဒါဆိုအခန်းငယ်၃ကဒီသားတော်ရဲ့ဘုံအသေးရည်နဲ့သူလှုပ်ဆောင်တဲ့အမှုတွေကိုပို့ပြီးအသေးစိတ်ပြောတာပေါ့နော် ဟုတ်ပါတယ်ဒီမှာတုံးထားတဲ့စကလုံးတွေကတော်တော်လေးနဲ့တလို့ပဲထိုသားတော်ဒီဖျားသခင်ကြီးဖုံးတော်အယောင်အစင်ဖြစ်တော်မူ၏ဆိုတော့အရင်ကြည့်ရအောင်ဒါပေါ့ဆိုလိုတာလဲအယောင်ပြန်ဟတာမျိုးလားအဲဒီအတုံးလုံးတွေကယေရှုရဲ့ဖျားစားတီးကိုတကယ်အခမ်းအမပြနေတာဖုံးတော်အယောင်အစင်ဆိုတာကဥပမာနေအောင်ကြီးကနေရဲ့အနှစ်သာရကနေတရိုက်ထွက်လာသလိုပဲဟုတ်ကဲ့ယေရှုကလည်းဖျားသခင်ရဲ့မမြင်နိုင်တဲ့အဖုံးအတရေကိုအပြည့်အဝတရိုက်ထင်ရှားပြတဲ့သူဖြစ်တယ်ဆိုလိုတာ သူကဖုံးတော်ကိုရောင်ပြန်ဟယုံမဟုတ်ဘူးဖုံးတော်ရဲ့အလင်းရောင်ကိုတိုင်ဖြစ်နေတာအဲ့ဒီဖုံးတော်အယောင်အစင်ဆိုတော့ကနေနဲ့သူအလင်းလိုမျိုးဟုတ်တယ်ခွဲမရအောင်အဲ့လိုတသားလေးဆိုတဲ့သဘောလားအယောင်ပြန်ဟတ်တာထက်ပိုးတဲ့သဘောမျိုးပေါ့အင်းအတိကြပဲအဲ့ဒီသဘောပါပဲဆက်ပြီးတော့ကိုတော်ကြီးဂုံတတိပုံတန်ထင်ရှားတော်မူ ਈ ဆိုတာကြတော့ပိုတော်တိကြသေးတယ်ဟုတ်ကဲ့မူရင်းဂရိစကားလုံး character ကလည်းဟိုတန်ဆက်တစ်ခုကိုဖျောင်းပေါ်ခတ်လိုက်ရင်ထင်လာတဲ့ပုံရဲ့အတိကြကိုပြောတာအော် ဆိုလိုတာကယေရှုဟာဖခင်သခင်ရဲ့တဘောတဘာဝအနှစ်သာရကိုတိတိကျကျအပြည့်အဝဖုံးဖော်တဲ့သူဖြစ်တယ်။ဖခင်ရဲ့ပုံသူရက်ွားတတ်တမဟုတ်ဘူး။ဖခင်ရဲ့အနှစ်သာရစစ်စစ်ကိုပိုင်ဆိုင်တဲ့သူဖခင်ဆင်းဆက်ဖြစ်တယ်လို့ဆိုလိုတာပါ။အော်ဒီကုံတတိပုံတနံအတိအတဆိုတဲ့စကလုံးကတတော်အားပါတယ်နော်ပုံတူမဟုတ်ပဲအနှစ်သာရချင်းထတ်တူကြတယ်ဆိုတာကိုပြောတာဆိုတော့သူ့ရဲ့ဖျားစာတိအတွက်ခိုင်မာတဲ့တတ်တယ်ပဲပေါ့မှန်ပါတယ် ဒါဖြင့်အခန်းငယ်ထုံးကသူ့ရဲ့လို့ဆောင်မှုနှစ်ခုကိုဆက်ဖော်ပြတယ်။တန်ခိုးနေပြည့်စုံသောမိမိအမိန့်တော်အားဖြင့်ခတ်သိမ်းသောအရာတော်ကိုအမြဲထောက်ပြတော်မူ၏။ဟွန်းအမြဲတမ်းထောက်ပြနေ။ဟုတ်တယ်။ဒါကသူဟာစက်ကြဝဠာကိုဖန်ဆင်းုံတည်းမဟုတ်ဘူး။အခုလက်ရှိအချိန်ထိရာအလုံးကိုသူ့ရဲ့တန်ခိုးစကားတော်နဲ့စနစ်တကျလဲပတ်အောင်တည်မြဲအောင်ထိမ့်သိမ်းဆောင်ရှောက်နေတယ်ဆိုတာကိုပြတယ်။ကဘာကြီးကသူ့ဘာသာလဲပတ်နေတာမဟုတ်ဘူး။ ခရစ်တိုင်တန်ခိုးကအရာအလုံးကိုစူးစီးထိန်းသိမ်းထားတာသူ၏အပြစ်များကို ကိုရော်တိုင်စေကျော်တန့်စင်ပြီးလင်မင်းတို့ရ၌တန်ခိုးအနုဘော်တော်ဤလက်ရပါ၌ထိုင်နေတော်မူ၏ဒါပါကိုအဓိကပြောချင်လားလဲဒါသူ၏ကတင်ကြမ်းမှုနဲ့ဆိုင်နေအပြစ်များကိုစေကျော်တန့်စင်ခြင်းဆိုတာလေဝါကတိုင်ဘောကသူ၏အသေးခံခြင်းအသွေးသွင်းခြင်းအပြင်လူသားတွေရဲ့အပြစ်ပြဒနာကိုအပြီးတိုင်ဖြေရှင်းပေးခဲ့တယ်ဆိုတာကိုပြောတာဟုတ်ကဲ့ဒီလိုကိုသူကိုရော်တိုင်းလုပ်ခဲ့တယ်ပြီးတော့ပြီးမြောက်သွားပြီ အဲ့ဒီတော့လက်ရဘက်နိုင်ထိုင်နေတော်မူ၏ဆိုတာကအလွန်အရေးကြီးတဲ့ပုံရိပ်ထိုင်နေတယ်ဆိုတာရှေးခေတ်မှာဘုရင်ရဲ့လက်ရဘက်မှာထိုင်ရတယ်ဆိုတာအမင်းဆုံကုန်အခွင့်အာဏာပြီးတော့အမှုပြီးမြောက်ခြင်းကိုကိုးစားပြုလဲအဖြစ်တီကိုစင်ကြယ်စေပြီးထိုင်တော်မူတယ်ဆိုတော့အမှုပြီးပြီးအောင်မြင်ပြီးဆိုရတဲ့ဘက်ပေါ့တမဟုံးကရစစ်ဖောဟိတီဘီမန်တော်ဟင်းမှာအမြဲရက်ပြီးအမှုဆောင်နေရတာ ਨੇ တခြားစီပဲနော်ဟုတ်ပါတယ်ယေဆုရောဟိတီအလောကဘရောမမပြီးဘူးလေ ထပ်ခါထပ်ခါလုံနေရတာဒါပေမဲ့ယေရှုကကေတင်ခြင်းအမှုကိုတကြိမ်တည်းနဲ့အပိတက်လို့ဆောင်ခဲ့ပြီးပြီဟုတ်တယ်ဟုတ်တယ်ဒါကြောင့်အောင်မြင်သူအဖြစ်အခွင့်အာဏာအပိနဲ့ခမီးတော်ရဲ့လက်ရာပတ်မှာထိုင်နေတော်မူပြီးဒါကကေတင်ခြင်းလုပ်ငန်းပြည့်စုံသွားပြီဆိုတော့ကိုအခိုင်အမာပြောင်းနေတဲ့အချက်ပါဒါကြောင့်ဒီအခန်းငယ်တုံးတစ်ခုတည်းမှာကိုသူ့ရဲ့ဖျားစာတိဖန်ဆင်းထိန်ထိန်မှုကဲတင်ချင်းအမှုပြီးမြတ်မှုဆိုတဲ့အဓိကချက်တိအကုန်ပါနေတာပဲဟုတ်ပါတယ်အနစ်ချုပ်တလို့ပဲ ကောင်းပါပြီနောက်တစ်ပိုက်ကိုစစ်ကြည့်ရအောင်အခန်းငယ်ဘီကနေ14ချီကတားတော်ဟာကောင်းငင်တမန်ဒီထက်တာလုံမြင့်မြတ်ကြောင်းအဓိကပြောထားလဲဘာကြောင့်ကောင်းငင်တမန်ဒီနဲ့အထူးတလဲနိုင်ရှင်ပြရတာလဲဒီနိုင်ရှင်မှုကအဲ့ဒီခက်ကလူတွေအထွတ်အရေးကြီးလို့လားဒီမေကွန်းကဟေဘရီဩဝါဒစာရဲ့နောက်ခံကိုနားလဲဖို့အရေးကြီးတယ်ဒီစာကိုလက်ခံရရှိတဲ့ဟေဘရီခရိယန်အများစုကဂျူးနောက်ခံကလာကြတာကိုဟုတ်ကဲ့ဆိုတော့ဂျူးထုံးတန်းစင်လာမှာ ကောင်းငင်တမန်တွေဟာအရုံမြင့်မြတ်တယ်။ဖျားနဲ့လူကြားမှာအရေးပါတဲ့ကြားခံအထူးသဖြင့်ပင်ရတော် pH မှာပါဝင်ခဲ့တဲ့သူတွေအဖြစ်အထူးလေးစားကြတယ်လေ။ဟုတ်ကဲ့ဟုတ်ကဲ့သူတို့ကအလေးထားကြတော့ကိုဟုတ်ကဲ့ဆိုတော့တချို့ယုံကြည်သူတွေကယေရှုကိုကောင်းကင်တမန်တပါပါလားဒါမှမဟုတ်အမြင့်ဆုံးကောင်းကင်တမန်အစင်လောက်ပဲလားသူပြီးထင်မြင်ယူဆတွားနိုင်တဲ့အန်ဒီရှိခဲ့ပုံရတယ် 哦ဒါကြောင့်မို့လို့ကောင်းကင်တမန်တွေထတာလွန်နေဆိုတာကိုဒီလောက်အလေးပေးပြောရတာကိုသူတို့လေးစားတဲ့ကောင်းကင်တမန်တွေထခရစ်တော်ကမြားခီပုံမျက်မျက်တဲ့ဆိုတာရှင်းရှင်းလင်းလင်းသိစေချင်လို့อืมဟုတ်ပါတယ်ကျမ်းရေးသူကယေရှုဟာကောင်းကင်တမန်တွေထဘလော့တောင်တာလွန်မြင်မျက်လေဆိုတာကိုဓမ္မဟောင်းကျမ်းတွေကအကိုးကားတွေအများကြီးသုံးပြီးတက်တည်ပြထားတယ်သူတို့အရင်လေးစားတဲ့ကျမ်းစာနဲ့ပြန်ရှင်းပြတာပေါ့ဟုတ်ကဲ့ဒီလိုအကိုးကားတွေသုံးကားကယေရှုရဲ့ ကြီးမြတ်မှုကတက်ထွင်ထားတာမဟုတ်ဘူးဖះကိုတို့တိုင်းရှေ့ကတည်းကဖော်ပြပြီးသားဆိုတာပြချင်လို့ပါဓမ္မဟောင်းကျမ်းကိုကားဒီတော်တော်များတာပဲနော်အခန်းငယ်နာကနေ73ထီမှာအနည်းဆုံးခုတော့ခုလောက်တွေ့တယ်ဒါဒီကိုဘလို့အုပ်စုခွဲပြီးနားလဲရမလဲဟုတ်တယ်များတယ်ဒါပေမဲ့အဓိကအချက်တွေကိုကြည့်ရင်၃မျိုးနဲ့တားတော်ရဲ့တာလုံးမှုကိုတက်တည်ပြနေတာတွေ့နိုင်တယ်ပထမတကူကတားတော်ရဲ့နာမနဲ့ဖះနဲ့သူ့ရဲ့တားတော်ဆိုတဲ့တမှုထူးတဲ့ဆက်ဆံရေးပေါ့အခန်းငယ်လေးနဲ့ပါမှာဟုတ်ကဲ့ သားတော်ဆိုတဲ့နာမည်ဟုတ်တယ်ကောင်းကင်တမန်တပါးကိုမှဖျားကငါသားလို့ခေါ်ဘူးလားငါဖြစ်ပွားစေပြီဆိုပြီးစာလန်နက်တို့7မှာလို့ပြောခဲ့ဘူးတလားလို့မေးတာတယ်ဒါဖျားနဲ့သားတော်ကြာကထူးခြားတဲ့ယဉ်ဤမှုအခွင့်အရေးကိုပြတယ်ဒုတိယအချက်ကတော့ဒုတိယကသားတော်ရဲ့ကိုယ်ွယ်ခံထိုက်ခြင်းနဲ့အုပ်ဆိုးမှုပါအခန်းငယ်6ကနေကိုယ်အခီအခန်းငယ်6မှာဖျားတကင်းရင်ကောင်းကင်တမန်အပေါင်းတို့ထိုသားတော်ကိုပြုတ်ဝတ်ကူးကွယ်ကြလော့လို့ဆိုထားတယ်။အင်း ကောင်းကင်နမန်တွေကကိုးကွယ်ရမယ်ဟုတ်တယ်ကောင်းကင်နမန်တွေကိုလိုင်းကသူ့ကိုကိုးကွယ်ရမယ်ဆိုကြတဲ့ကသူကကိုးကွယ်ခြင်းကိုခံယူထိုက်တဲ့အရှင်ဖြစ်နေပြီအခန့်ငယ်ခွန်မှာကောင်းကင်နမန်တွေကိုလေနဲ့မီလီယံလို အစေခံဖန်ဆင်းခံတဘာဝအဖြစ်ပြောပြီးအခန့်ငယ်ရှင်းမှာကြတော့တားတော်ကိုအိုဖရသခင်ကိုတော်ဤပလင်ဒီနိစထာဝလာတီဤဆိုပြီးစာလန်လင်းစုံကားကစာသားနဲ့တန်းရခေါ်ထားတယ်အာ ဖျားသခင်လို့တိုက်ရိုက်ခေါ်ထားတာနော်အဲ့ဒီစာလန်လေးစင်မနာအကိုကားကအရင်အရေးကြီးတာပေါ့ကောင်းကင်နမန်နဲ့လုံးဝနိုင်လို့မရတဲ့အချက်ပဲဟုတ်ပါတယ်တတိယအချက်ကတော့တားတော်ရင်ဖန်ဆင်းရှင်ဖြစ်ခြင်းနဲ့သာဝရတည်မြဲမှုပါအခန့်ငယ်ဆေကားနဲ့စတိမှာဖန်ဆင်းရှင်ဖြစ်ခြင်းဟုတ်တယ်ဒီမှာစာလန်တစ်စင်းနှစ်ခုကူးခါဖီတားတော်ကိုအိုသာဝရဖျားကိုတော်တီရှေးဥစွာ၌မြေကြီးကိုတည်တော်မူပြီးမိုးခေါင်းကင်တီလဲလက်တော်ညင်းဖန်ဆင်းတော်ရာထစ်ဖာကြီးလို့ပြောတယ် ်ပြီးတော့ထိုအရာတို့ဒီပျက်စီးခြင်းတို့ရောက်တော်လဲကိုတော်မူကအမေးတီတော်မူကြီးလို့ဆက်ပြောတယ်။ဟွန်းသူကမပြောင်းလဲဘူးဟုတ်တယ်။ဖန်ဆင်းခန့်အရာအလုံးကောင်းခင်တမန်ဒီအပါဝင်အားလုံးကတုလက်ရည်သူကတော့မပြောင်းလဲဘူး။ ထာဝရတည်ရှိနေမဲ့ဖန်ဆင်းရှင်ဖြစ်တယ်လို့ဆိုလိုတာပါဒီကိုကတော့မြို့တားတော့ဖြစ်ချင်းအုပ်စိုးကိုကခန့်ချင်းဖန်ဆင်းရှင်ဖြစ်ချင်းကတားတော့နဲ့ကောင်းကင်တမန်ဒီကြားကကြွားချချက်ကိုဓမ္မဟောင်းချင်းအမြင်ကနေရှင်းရှင်းလင်းလင်းပြလိုက်တာပဲဟုတ်ပါပဲနောက်ဆုံးအခန်းငယ်စလေကဒီအချက်ကိုဘလို့အနစ်ချုပ်လိုက်တယ်လေအခန်းငယ်စလေကကောင်းကင်တမန်ရဲ့တကယ့်အစင်တန်းနဲ့အလို့တော်ဝန်ကိုရှင်းရှင်းနဲ့အနစ်ချုပ်လိုက်တာထိုကောင်းကင်တမန်ပေါင်းတော်သည် ေတင်တော်မူခြင်းကျေးဇူးကိုအမွေခံရလက်တန်သောသူတို့ကိုပြုစုစေခြင်းကဖျားသခင်ဆေးလွတ်တော်မူသောအစေခံနံဝိညာဉ်ဖြစ်ကြသည်မဟုတ်လောအစေခံနံဝိညာဉ်နေဟုတ်တယ်သူတို့ကအစေခံတွေယုံကြည်သူတွေကိုကူညီဖို့တာဝန်ပေးခံရသူတွေတသက်ပဲတားတော်ကတော့အမွေခံအုတ်ဆိုးသူကိုယ်ဝယ်ခံထိုက်သူဖန်ဆင်းရှင်ဆိုတော့ကွာချချက်ကအလွန်ကြီးမားတယ်ဆိုတော့ကိုအခိုင်အမာပြောလိုက်တာပါကောင်းပါပြီ ဒီဟေဘရဲအခန်းကြီး၁တခုလုံးကိုပြန်ကြည့်ရင်ယေရှုခရစ်တော်ရဲ့အနိုင်မဲ့ကြီးမဲ့မှုကိုနောက်လည်ဟုတကယ်အရေးကြီးတဲ့အခြေခံအုတ်မစ်ချပေးတဲ့အခန်းလို့ဆိုနိုင်တယ်နော်ဟုတ်ပါပြီဒီဆွေးနွေးမှုကနေရနိုင်တဲ့အဓိကတင်ကန်းစာလေးလက်တွေ့ကျင့်သုံးနိုင်တဲ့အချက်တွေကိုပြန်ပြီးစုစည်းကြည့်အောင် The wise believers ရဲ့မတ်စုတွေရအဓိကအချက်၃ချက်ကိုထောက်ပြထားတယ်ပထမတစ်ချက်ကခရစ်တော်ရဲ့ဗျာဒိတ်တော်ဟာအပိသက်နဲ့ပြည့်စုံတယ်ဆိုတာနော်ဟုတ်ပါတယ်ဗျာဒိတ်ခင်က သူ့ရဲ့အကြံစီအောင်းလုံးကိုတားတော်အဖင်အပြိဝါဖော်ပြပြီးပြီဆိုတော့လေသူ့ရဲ့စကားတော့သူ့ရဲ့တွင်တင်ချက်တွေဟာကျွန်တော်တို့အတွက်အမြင့်ဆုံးသောအခွင့်အာဏာဖြစ်ရမယ်ဟုတ်ကဲ့အခြားပေရာကမှသူ့ရဲ့ဗျာဒိတ်တော်ကိုကြော်လွန်းတာပယ်ဖျက်တာထက်ဖြည့်တာလုပ်ရမှာမလို့တော့ဘူးဒါကြောင့်လက်တွေမှာတားတော်ရဲ့နှုတ်ကပတ်တော်ကို အလင်းနဲ့ဆုံးထားမိနားထောင်ဖို့လေ့လာဖို့ လိုက်လျှောက်ဖို့လိုအပ်တယ်ဆိုတဲ့အချက်ပေါ့တားတော်ရဲ့စကားကိုအလေးထားရမယ်ဆိုတာကဒီနေ့ခေတ်လိုတရင်ချက်လက်တွေအတွေးခေါ်တွေဒီလောက်များနေချိန်ပိုအရေးကြီးတာပေါ့ဘယ်အရာကိုအမှန်တကယ်အာရုံစိုက်ရမလဲဆိုတာဆုံးဖြတ်တဲ့နေရာမှာသူ့စကားကအဓိကလမ်းညွန်ဖြစ်တဲ့နေဆိုတော့သဘောဟုတ်ပါတယ်ဒုတိယအချက်ကတော့ခရစ်တော်ရဲ့ဖြာတဘောတဘာဝအကြောင်းနော်음မှန်ပါတယ်သူဟာကောင်းကင်နမန်တွေထက်တားလုံးရုံမကောက်ဘူး။သူဟာဖျားတခေရဲ့ဘုံတော်အယောင်အဆင့်ဂုံသက်တီပုံတနာအတိအကျဖြစ်တယ်။ ဟန်စင်းရှင်ထင်းစင်းဆုံးရှောက်သူဖြစ်တယ်ဟုတ်ကဲ့ဒါကြောင့်သူဟာကျွန်တော်တို့ရဲ့အမြင့်မြင့်ဆုံးသောကိုယ်ွယ်ချင်းချစ်ချင်းဝိပုခြင်းကိုခံထိုက်တယ်ဘဝမှာပဲအရာကိုပဲအလေးထားနေပါစေယေရှုကိုထားတဲ့အမြင့်ဆုံးနေရာမှာမြဲထားရှိဖို့လိုအပ်တယ်။ခေါင်းငင်တမန်တွေအပေါဝင်ပေါ့လေ။ဘယ်ပုတ်ကိုဘယ်အဖွဲ့စီဘယ်အရာကမှသူနေရာကိုအစားထိုးလို့မရဘူး။သူရဲ့ဖျားဖြစ်ခြင်းကိုအတိမတ်ဖြစ်ခြင်းကကိုယ်ဝင်မှုရဲ့အခြေခံဖြစ်တယ်လို့သူရဲ့တန်ကိုယ်ကိုယုံကြည်ခြင်းကလည်းလက်တွေ့ဘဝအတွက်အရေးကြီးတယ်လို့ဆိုနိုင်မလား။ဒါပေါ့ ဲ့ဒါတတိယချက်နဲ့ဆက်ဆက်နေတယ်သူရဲ့ကယ်တင်ခြင်းလုပ်ငန်းအောင်မင်းဆိုတာပြီးမြောက်သွားပြီဆိုတဲ့ချက်လीอืมအဖြစ်စေကြောပြီးထိုင်းနေပြီဆိုတာဟုတ်ကဲ့သူကအဖြစ်တွေကိုစေကြောပြီးခရရဲ့လေယာဘက်မှာထိုင်နေပြီ ဆိုလိုတာကကယ်တင်ခြင်းအတွက်လုံလောက်တဲ့အမှုကိုသူလှုပ်ဆောင်ပြီးပြီဒါပြင်သူကအရာချက်သိန်းကိုထိမ့်သိမ်းထားသူဖြစ်လို့သူရဲ့တန်ကိုးတော်ကအကန့်အသတ်မရှိဘူးဟုတ်ကဲ့ ။ဒါကြောင့်ဘဝရဲ့အခက်ခဲစိန်ခေါ်မှုအဆိုးရုံမှုတွေကြားထဲမှာသူရဲ့တန်ကိုးတော်နဲ့အချို့ချအာနာကိုယုံကြည်ကိုးစားခြင်းအပြင်စစ်မှန်တဲ့ငိမ့်သက်ခြင်းနဲ့ခွန်အားကိုရနိုင်တယ်။အရာအားလို့သူလက်ထဲမှာရှိနေတယ်ဆိုတဲ့အသည့်ကကျွန်ုပ်တို့ကိုရေးရင်စေနိုင်တာပေါ့။ဒီအချက်တွေအပြင် the wise believers ကနောက်ထပ်လက်တွေ့ကြတဲ့တိုက်တွန်းချက်တစ်ခုကိုလည်းမှတ်ချက်ပြုထားတယ်နော်။အဲ့ဒါကဘာများလဲရှင့်။ဟုတ်ကဲ့ ဒီဟေဘရဲဝါဝါရစာတဆောင်လုံးရဲ့ယူရချက်တစ်ခုကယုံကြည်သူတွေကိုဝิญဉ်ရေးရမှာယဉ်ကျေးမှုစီတိုးတက်ဖို့တိုက်တွန်းဖို့ပဲ။အင်းယဉ်ကျေးဖို့ဟုတ်တယ်။အခန်းကြီးတက်မှာခရစ်တိုရဲ့ကြီးမြတ်မှုပြည့်စုံမှုကိုသိရှိခြင်းဟာအခြေခံအုတ်မြစ်ပဲ။ဒီအသိပညာပေါ်မှာတိဆောက်ပြီးယုံကြည်ခြင်းမှာတက်နေတာမျိုးမဟုတ်ဘဲနဲ့ခရစ်တို၌ရှိတဲ့တားရိပ်ကောင်းမြတ်တဲ့ရာတွေကို ပိုပြီးနက်နဲရှိုင်းရှိုင်းနားလေသဘောပေါက်ပြီးရင့်ကျက်တဲ့ခရီးကန်ဒီဖြစ်လာဖို့ကြိုးစားရမယ်ဆိုတဲ့အချက်ပါအခြေခံအစ်စ်မှာပဲမရက်ပဲရွှေ့ဆက်တိုးဖို့ပေါ့ဟုတ်ပါတယ်ဒီကြီးမြတ်တဲ့သားတော်ကိုပိုတိကျွမ်းခြင်းအပြင်ရှေ့ဆက်တိုးတက်ဖို့လိုအပ်ကြောင်းသတိပေးနေတာပါဒီတော့ခြုံငုံတုံးတဲ့ရရင်ဟေဘရဲဩဝါဒစာအခန်းကြီး3ဟာယေရှုခရစ်တော်ဘသူဖြစ်တယ်ဘလောက်ကြီးမြတ်တယ်ဆိုတာကိုအလွန်ခိုင်မာတဲ့အုံမြင့်ချောက်ပေးတဲ့အခန်းဖြစ်တယ်နော်ဟုတ်ကဲ့ သူဟာဖျားသခင်ရဲ့အပိတက်ဖျားဒိတ်တော်ဖျားစားသည့်အပြင်ဘက်ရှိသူພັນစင်းရှင်ထိမ့်သိမ့်သူကဲတင်ရှင်ကောင်းကင်တမန်တွေထက်တာလွန်မြင့်မြတ်ပြီးအရာခတိန်ကိုအိုးဆိုးတဲ့သူဖြစ်ကြောင်းဓမ္မဟောင်းကျမ်းအထောက်အထားတွေနဲ့တင်ပြထားတယ်။ဒီနေ့ကျမတို့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေဟာ The Wise Believers ကပြုစုထားတဲ့အချက်လက်တွေကိုအခြေခံထားတာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထားကြည့်ခြင်းပါတယ်။ဒီခါကခရစ်တော်ဟာဖျားသခင်ရဲ့နောက်ဆုံးတော့စကားဖြစ်တယ်။ပြီးတော့ အရာခတ်တိန်ကိုထိမ့်မလဲရှိသူဖြစ်တယ်လို့အခိုင်အမာဆိုထားတယ်လင်ဟုတ်ကဲ့ဒီအမှန်တရားနှစ်ခုကိုတကယ်နိုင်လေတဘောပေါက်ပြီးလက်ခံယုံကြည်ခြင်းကကျွန်တို့ရဲ့နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ဆိုရင်ပူပန်မှုတွေဆုံးဖြတ်ချက်ချရတဲ့အခြေအနေတွေဒါမှမဟုတ်လမ်းညွှန်မှုရှာဖွေပုံတွေကိုဘလိုမျိုးလက်တွေ့ကြကြပြောင်းလဲသွားစေသင့်တယ်လဲอืมစဉ်းစားစရာပဲဖီးယားရဲ့နောက်ဆုံးစကားကိုကြားပြီးပြီး အရာအလုံးကိုထိန်းချုပ်ထားသူကိုတိပီဆိုရင်ဘဝကိုရင်ဆိုင်ပုံမှာဘလို့ကြွားချမှုတွေရှိလာတဲ့တယ်လေ။ဒါကတော့ကိုယ်တိုင်ဆက်လက်စင်ကြယ်သုံးသက်ကြည့်ဖို့ချစ်ပါလေ။